Hello အားလုံးပဲမင်္ဂလာပါရှင်။ Lily Thu Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါ။အရေးပြအထူးကုဆရာဝန်ပါ။ပြီးခဲ့တဲ့ပတ်ကတော့အစီပြန်ပြီးတော့ဝတ်ချံထွက်တဲ့သူတွေအတွက်တော့အသုံးဝင်မဲ့ clay marks ရှွန်ဈေးနဲ့လောက်ထားတဲ့ပေါ့အဲ marks အကြောင်းเนาะအဲပြောခဲ့တယ်။ marks တွေကမျိုးစုံရှိတယ်เนาะ။အဲပြောပြရလို့ရှင်เนาะ cream marks sheet marks gel marks peel off marks to clay marks to เนาะဒါ marks ဆိုတဲ့အဓိပ္ပာယ်ကကြတော့မျက်နှာဖုံးစလို့ခေါ်တာပေါ့လीเนาะမျက်နှာတစ်ပြင်လုံးကိုအအကုန်အုပ်လိုက်တာပေါ့เนาะအဲ့ဒီဘောလေးပါပဲ marks ကမျက်နှာဖုံးပေါ့เนาะ ကျမကျတော့အရင်တော့ကတော့ skin care အသိမသိခင်တော့ကနော်ဒါပေမဲ့ sheet mask လေးတွေကရင်ခက်စားတယ်အဲ့တော့ sheet mask လေးကိုကလည်း moisturizer အရင်ကြိုက်တော့လေဒီ sheet mask လေးကတ်ချင်တာပေါ့နော်အဲ့တော့အစဆိုတော့နားမလဲဘူးအဲ့ကြိုက်တဲ့အနံ့လေးတွေဝယ်ပြီးတော့ကတ်တာပေါ့လေအဲ့ခါကျတော့ဘာတိတာလဲဆိုတော့ sheet mask တွေကတ်လို့ရှင်လေကိုဝတ်ချင်နေထွက်လာတာအဖုလေးအများကြီးပဲထွက်လာအဲ့ဒါလည်းမသိသေးဘူးဒီလိုပဲစက်တိုက်ပဲကတ်တော့မယ် နောက်မှသိရကြတော့ oh shit mark ဆိုတာဒီအမျက်နှာကိုရေတက်ဖြစ်တာဟုတ်တော့ဟုတ်တယ်ဒါပေမဲ့အဲ့ဟာမှုန်းညံ့ပေါက်တွေပိတ်တဲ့အခါကျတော့လေသူကဒီအစီပြန်ပြီးဝက်ချန်ထွက်လေးရှိတဲ့အသားကြီးဆိုတော့ကိုကခဏခဏနော်အဲ့လိုအဖုတွေကအရန်ထွက်တတ်တာလေမနှဲကုထားရတာအဲ့လိုမျိုးဆိုတော့ shit mark တွေကတ်တာနဲ့ကိုနောက်ပိုင်းဝက်ချန်တွေထွက်လာတယ်အဖုတွေအများကြီးထွက်လာအဲ့တော့ဒီ sheet mask နဲ့ပတ်သက်ပြီးတော့ဒီနေ့ကဘာဖြစ်လို့ sheet mask တွေကတ်တာနဲ့ဒီအဲ ဝက်ချန်ထွက်လေးရှိရဲ့အသားရည်ဆိုလို့ရှိရင်အဖူလေးထွက်လာရလဲပေါ့နော်အဲ့အကြောင်းလေးပြောပြသွားမှာနော်ပြီးရင်အဲ့ sheet mask တွေကိုဒီလိုမျိုးဝက်ချန်ထွက်လေးရှိတဲ့သူအတွက်ရေထက်လည်းဖြည့်ကျင်တယ်ဆိုလို့ရှိရင်ဘလိုမျိုးကတ်တင်လဲဘလိုအမျိုးစားလေးတွေရွေးရမလဲဆိုတဲ့အကြောင်းလေးနောက်မှပြောပြပေးသွားမယ်နော်ကဲအဲ့တော့လူတိုင်းကတော့ဝက်ချံမထွက်နိုင်ဘူးလေနော်အဲ့ဝက်ချံထွက်လေးရှိတဲ့သူတွေကကြတော့လေအများအားလို့လို့ဒီမှွန်းညမ်းပေါက်လေးမ မပိတ်အောင်ဂယုဆိုင်နေရတာသူတို့ကအများတမ်းပဲဝတ်ချံထွက်လို့ရှိတယ်နော်နည်းနည်းလေးမှားသွားတာနဲ့ဝတ်ချံထွက်တတ်တယ်ဒါကဒီထွက်လို့ရှိတဲ့သူတိုင်းကသိကြတယ်နော်ဒါမျိုးတွေက sheet mask တွေပေါ့နော်ဒါလေးတွေကတ်လိုက်တာနဲ့ဘာဖြစ်လို့ဝတ်ချံထွက်တာလဲအတိတအဆုံးအချက်ကတော့သူအပေါ်ကနေပိတ်သွားလို့ပေါ့နော်นกูဆိုလို့ရှိရင်မျက်နှာတက်ပြီးသွားလို့ရှိရင်အထက်ထက်လိမ့်နေဟုတ်တယ်မလားအခုကကြတော့ဒီ sheet mask ကပဲပေါ့အဲ့လို sheet mask ကလို့ရှိရင် သူကအပေါ်ကနေမှွန်ညံပေါက်တယ်เนาะမျက်နှာအရေပြားကိုအကောင်လုံးဖုံးလိုက်တယ်လေဒီအပေါ်က sheet mask ကအကောင်လုံးဖုံးလိုက်တယ်အဲ့ဒီတော့အချိန်ကြာသွားလို့ရှင်ရဲ့အဲ့ဒီမှာအပေါက်ပိတ်သွားတယ်အဲ့အပေါက်မှာနောက်ပိုင်းကိုကလေဒီတိုင်းမျက်နှာတက်ပြီးတာနဲ့ခဏနေမကြဘူးအစီလေးတွေကလည်းနည်းထွက်ဆပြူလာပြီထွက်လာတာပဲလေနော်အဲ့တော့အစီတွေချွေးတွေအဲ့မှွန်ညံပေါက်မှာသွားပြီးဆုရပြီဘက်တီးရီးယားတွေလည်းဆူသွားပြီးတော့ဒီဝက်ချန်ထွက်တဲ့ process ကဖြစ်လာတာပဲเนาะအဲအကြောင်းလို့အချိန်အကြာကြီးမကတ်နဲ့ပေါ့เนาะ ောက်တစ်ချက်သိတာကကြတော့ covid ကလာမှာလေ covid 19ကလာမှာဒီ mask တွေတက်တယ်လေအဲ့ဒါကြောင့်နှာခေါင်းစည်းပေါ့နော်မဆက်တဲ့နှာခေါင်းကိုပဲလုံအောင်စည်းတာဒါပေမဲ့အဲ့ဒီဟာလည်းပါးတွေလည်းပါတော့တချို့တွေဆိုလို့ရှိရင် mask နေလို့ခေါ်ရလေဝတ်ချံလေအဲ့ mask ကြောင့်ဖြစ်တဲ့ဝတ်ချံတွေထွက်လာတာရှိရနော်အချိန်အကြာကြီးပဲဒီ mask တွေတက်ထားတဲ့သူတွေဆိုပိုးသိတာပိတ်ပြီးတော့လေဝတ်ချံတွေထွက်လာရနော် အဲအဲတဘောတရားအတူတူပဲပေါ့နော် friction ကြောင့်လည်းပါတယ် friction ဆိုတော့ပုတ်တိုင်မှုပေါ့ဒီအရေပြားနဲ့ဒီ marks နဲ့အချိန်ကြာကြာပိတ်ပြီးတော့ပုတ်တိုင်မှုလည်းပါတယ်နော်နံပါတ်3အချက်ကကြာတချို့ marks တွေမှာပါတယ်နော်ပစ္စည်းလေး ingredients တွေကဝတ်ချံထွက်တဲ့သူတွေအတွက်အဆင်မပြေတာရှိတယ်အဲအကြောင်းလို့အဲ marks အမျိုးအစားကိုရွတ်တက်ဖို့လိုတာပေါ့နော် တချို့ marks တွေမှာပါတဲ့ပစ္စည်းတွေကကြတော့ကိုယ့်ရဲ့ငိုရှိတဲ့ဝက်ခြံကိုပို့ပြီးတော့ဆိုးစေတယ်။အဲဒါကြောင့်ငိုကအဖုသေးသေးလေးအဲအာဟုမှသူကပို့ဆိုးစေတော့အဖုရကြီးပြီး infection ဝင် inflammation တွေနဲ့ရောင် ပြီးတော့အကြီးဖြစ်လာပေါ့နော်။ဝက်ခြံကြီးကြီးလာလို့ရှိရင်ကြတော့အနေရွတ်တွေကြီးရယ်နော်။ Okay sheet mask လေးကပ်ပုံကပ်နီလေးပြောပြပေးမယ်နော်။ sheet mask မကပ်ခင်အရင်ဆုံးမျက်နှာသစ်မယ်။မျက်နှာသစ် လို့ရှင် gender cleanser သုံးလဲရရယ်ဒီကိုကအဆီပြန်နဲ့ဝတ်ချံထွက်တဲ့အသားရည်ဆိုတော့နော် salicylic acid ပါတဲ့ဟာတွေသုံးမယ်ဆိုလဲရရယ် glycolic acid တို့ AHA တို့ BHA တို့ပါသုံးလို့လဲရရယ်နော်အဲ့လိုမျက်နှာတက်ပြီးသွားတာ ਨੇ သူ့ရဲ့ဒီပါတဲ့ sheet mask ကိုကတ်မယ်ပေါ့နော်အဲ့ကတ်တဲ့အခါကျလို့ရှင်ရယ်အဲ့နောက်ပြန်တစ်ခုလုံးအဲတေးချချကတ်ကတ်ပြီးတော့ရင်သူ့မှာပါတဲ့အဲ့ serum အရေအရေလေးတွေကိုလည်းအနှံ့လိုက်ပြီးတော့ပုတ်ပေးလိုက်အောင် ပြီးရင်သူ instruction နဲ့မှာပါတဲ့အတိုင်း5မိနစ်10မိနစ်အဲ့ထက်အများကြီးတော့မထားနဲ့နော်10မိနစ်ထပ်တော့ပို့ပြီးတော့မထားစေချင်ဘူးအဲ့ဆိုလို့ရှိရင်အချိန်ကြာတော့အဖို့ထွက်တဲ့သူကအဲ့လိုမျိုးကြာလေလေဝှချံထွက်လေဖြစ်မှာပဲနော်ပြီးရနဲ့အဲ့ sheet mask ရဲ့ mask ကြီးကိုလွှတ်ပြလိုက်ပေါ့နော်ပြီးသွားရင်သူ့မှာကျန်တဲ့အရေအိတ်ထဲမှာကျန်တဲ့ serum အရေလေးတွေရှိတယ်အဲ့ဒါလေးတွေကိုထပ်ပြီးတော့တုပ်လိုက်အောင်တုပ်ပြီးသွားလို့ရှိရင်မျက်နှာကိုဒီတိုင်းပြန်ရေးမဆေးချရအောင်နော် ူက clay mask နဲ့ sheet mask နဲ့မတူ sheet mask ကိုကပ်ပြီးသွားလို့ရှိရင်သူမျက်နှာကိုပြန်သစ်စရာမလိုသူ့ရဲ့ထဲမှာပါတဲ့အဲ serum လေးတွေနဲ့ပဲဒီတိုင်းပဲတုပ်လိုက်ပြီးသွားမှကိုလိုချင်တဲ့ moisturizer ကိုဘက်ကို moisturizer ထပ်လင်းအဲ့ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့ရေတပ်ပို့ပြေးသွားမယ်ပေါ့နော်ကဲဒါပဲပြီးရင်ပြီးပြီပေါ့ကိုလိုချင်တဲ့ skin care တွေနောက်ပိုင်းထပ်လိမ့်လို့လည်းရပါတယ် sun cream တွေပါတယ်လည်းလိမ့်လိုက်လို့ရပါတယ်အဲနောက်တစ်ချက်ကကြတော့ mask အမျိုးအစားရွေးမယ်ပေါ့နော်မောက်အမျိုးအစားရွေးလို့ရှိရင်လေဒီလိုအပုတ်ထွက်တတ်တယ်ဆိုဆိုလို့ရှိရင်ကို hyaluronic acid ဒါမှမဟုတ်ရှင် sulfur ပါတဲ့ဟာ green tea တို့ cica တို့နော်အဲ့လိုမျိုးဟာလေးတွေရွေးပြီးတော့နောက်တစ်ခုကကြတော့ဒီတချို့ကကြတော့လေလေ soothing effect ပေါ့ soothing ဆိုတာလေညနာမှာရောင်ရမ်းတာတို့အဲ့လိုမျိုး inflammation တွေရှိနေတာပေါ့ဝါချံလေးတွေထွက်နေအပုလေးတွေထွက်နေအဲ့လိုမျိုးတွေ address solution soothing ဆိုတာနည်းနည်းလေးတက်တောင်လုပ်တယ်ဟာအဲ့ဒါဆိုလို့ရှိရင်သူက salicylic acid ပါတာဟာရှိတယ် tea tree နော် tea tree oil လို့ niacinamide တို့ပြီးတော့ အခွားသေးရနေထုတ်တာလေ cucumber extract တို့နော်အဲ့အဲ့လိုမျိုးဟာလေးတွေဆိုလို့ရှိရင်ဒီ soothing effect ရပြီးတော့ဒီဝက်ချံဖူလေးအတွက်လည်းတတ်တာစီရပေါ့နော်ရေးတက်လည်းဖြည့်ရပေါ့အကျိုးအာမေသင်နှစ်မျိုးရအားလုံးပဲအဆင်ပြေကြပါစေကျန်းမာလာပါတော့အေးပြောက်ပိုင်းဆိုင်နိုင်ကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော် bye bye